ိလားလောကမှာအချစ်ဆုံးသူကိုလက်ထက်ပြီးတာနဲ့တပြိုင်တည်းတင်ဆုံးသွားတဲ့တရားဝင်ရှိလဲဆိုတာခင်ဗျားယုံတာတော့မသိဘူးဒါပေမဲ့ဒါဘုံမြင်မို့တကယ်မှန်နေရပဲဘာလို့လဲဆိုတော့သူတို့ရဲ့ဘဝမှာမျိုးဘဝချင်းတစ်ခုတည်းကပဲသူတို့ရဲ့ချက်ဖြစ်နေလို့ခဲ့ရမကြီးဖလိုင်းရင်ကောင်းမေဖလိုင်းလို့လည်းခေါ်တယ်သူတို့သူတို့ဟာရေထဲမှာတနေ့လောက်နေတိုင်းပြီးမှအယွေရောက်လာတာဒါပေမဲ့အယွေရောက်လာတာနဲ့24နာရီတည့်ရက်ပဲသူတို့ကတက်ရှင်တယ် သူတို့ရဲ့တခုတည်းသောရည်ချက်ကအချစ်ကိုရှာပြီးတော့မြို့ပွားဖို့ပဲပြီးရင်တော့ပါဇက်တော်မပါလာတဲ့သူတို့ရဲ့ခန္ဓာကိုယ်ဟာအားရနေကိုခံပြီးတော့ချက်ချင်းတည်ဆောပါတယ်အဲ့ဒါတခုပါစစ်ပဲဆာမောင်ကဒီဆာမောင်ကတော့လူလိုက်မြေပူမှာပါသူတို့ရဲ့ဘွားအဆုံးတန်းကတော့ပို့ပြီးတော့ဇန်လန်းဆန်းတယ်ကလေးမွေးဖို့အတွက်မွေးရမယ်မြေကြီးတွေကိုရေဆန်းတတ်တယ်ဒီခီးကအသက်နဲ့လဲရလာအောင်ပြင်မဲ့ကြမ်းတမ်းတယ် မျိုးပါပြီးတာနဲ့သူတို့ရဲ့ခန္ဓာကိုယ်ဟာအောင်းရင်ကုန်ခံပြီးတော့ချက်ချင်းသိဆုံးသွားတယ်။ဒါတို့လည်းပဲသိဆုံးလာပဲ။အဲဒီမှာဒိဗ္ဗေကောက်လို့ရတာအများကြီးရှိတယ်။ဒါပေမဲ့ကျွန်တော်လိုချင်တဲ့ဒိဗ္ဗေလေးကိုကျွန်တော်ကောက်ပြအောင်။လူကြီးတွေကနောက်တက်လာမယ့်လူငယ်လေးတွေအတွက်နေရာဖိတ်ပေးတဲ့တဘောပေါ့ဗျာ။မျိုးဆက်သစ်တွေတိုင်းရင်းမြစ်တွေကိုမလူယူပဲနဲ့လမ်းဖက်ပေးလိုက်တဲ့လမ်းဖက်ပေးလိုက်တဲ့တဘောပေါ့။ဒီလိုပဲတူတောင်းတော့တဲ့သူရဲ့ဟာကျွန်တော်တို့ကိုတင်ငန်းစားပေးနေတာတခုရှိတယ်။ ဘဝမှာတန်ဖိုးရှိတဲ့အရာတွေကိုဘယ်လိုဆွလွှတ်ရမလဲဆိုတာကိုတန်ခမ်းသားနေနဲ့သူတို့ပြောရတာပါဘဝရဲ့ရည်ရွယ်ချက်တဲ့အားလုံးကိုပိတ်ဆက်သွားတဲ့ဒီကောင်းလေးတွေလိုပဲခမရရဲ့ဘဝမှာရောဘာအတွက်ဘသူအတွက်ဘယ်ဟာအတွက်ခမအစွမ်းကိုပိတ်ဆက်မှာလဲဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်ဗီဒီယိုနောက်ဗီဒီယိုမှာပြန်လည်ဆုံလို့ကြမယ် See you the next video bye bye